မင်္ဂလာဆောင်ကန်ဤအချိန်ရောက်မှာအမျိုးမျိုးဝေဖန်ခံနေရတဲ့သမီးဖြစ်သူဆိုပြေတစင်အတွက်အပိစကားပြောလာခဲ့တဲ့ဆိုပြေတစင်ရဲ့မိခင်ဒေါ်မာလာခင်မင်္ဂလာပါပရိသတ်ကြီးရှင်ဆိုပြေတစင်တို့မိသားစုလေးကတော့ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီးတော့မိသားစုတွေတဦးချင်းစီကတယောက်ကိုတယောက်တမိုးထားထက်တဲ့သူတွေဖြစ်တာကြောင့်သူတို့မိသားစုလေးကိုမြင်လိုက်တာနဲ့မြင်တွေ့ရတဲ့သူတိုင်းကိုအပျော်တွေကူးဆက်စေခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့လေးကတော့ ရုပ်ဆောင်ဆိုပြတဲ့စင်ရဲ့အသက်33နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီးတော့သူမရဲ့မွေးနေ့လေးမှာမကြခင်မှာလက်ထပ်တော်မဲ့တရုပ်ဆောင်ဟင်းဝီယန်ကလက်ထပ်ခွင့်တောင်းတဲ့ပွဲလေးကိုပါတခါလေးကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲမှာတော့ဒီဇိုင်နာယတုကဖန်တီးချုပ်လုပ်ပေးထားတဲ့ဝစ်စုံလေးကိုဝစ်ဆင်ခဲ့တာဖြစ်ပြီးအဆိုပါဝစ်စုံကြောင့်အမျိုးမျိုးဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ဝစ်စုံလေးကလည်းလူအချက်တချို့ရှိနေခဲ့တယ်လို့တရုပ်ဆောင်ဆိုပြတဲ့စင်ကလည်းခန္ဓာကိုယ်မလှလို့ အခုလိုပုံစံဖြစ်နေတာဆိုပြီးတော့အမျိုးမျိုးဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်စုပြည့်သစင်းရဲ့ပင်တိုင်းဒီဇိုင်နာဖြစ်တဲ့ဒီဇိုင်နာရတုကသူမအတွက်ပွဲတက်ဝတ်စုံကိုဖန်ပြီးချုပ်လုပ်ပေးနေတာဖြစ်ပြီးတခါတရံစမ်းသစ်တဲ့ဒီဇိုင်းမျိုးတွေချုပ်လုပ်တဲ့အချိန်မှာစုပြည့်သစင်းနဲ့လိုက်ဖက်မှုရှိမနေဘူးဆိုပြီးတော့လေဝေဖန်ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။စုပြည့်သစင်းဟာမကြခင်မှာမင်္ဂလာပွဲကျင်းပတော့မယ်သတို့သမီးလောင်းလေးဖြစ်ပြီးတော့သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအခုလိုဝေဖန်ခံနေရတဲ့အပေါ် စိတ်မကောင်းဝမ်းနည်းဖြစ်နေခဲ့ရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဆိုဖီးသစင်ရဲ့မိခင်ဖြစ်သူဒေါ်မလာခင်ကအမေရဲ့အဖိုးမပြတ်နိုင်တဲ့နှသမီးလေးတမီးကအမေအတွက်တော့အမဲလာနေတဲ့အဖိုးမပြတ်နိုင်တဲ့နှသမီးလေးတပါးပါပဲတမီးရဲ့ရုပ်လာဖို့ထက်စိတ်လာဖို့ကအရေးကြီးပါတယ်။အပုတ်ကောင်ရုပ်ဆောင်နေတဲ့လောကကြီးထဲမှာဘာတွေကများတည်မြဲနေလို့လဲ။ဘာမှမဟုတ်တာကိုအဟုတ်ထင်ပြီးလောဘဒေါသမောဟတွေပြည့်နေတဲ့လူတွေအတွက်အမေတို့ဆက်ပြုံးနေမယ်။ ချစ်တယ်သမီးရေဆိုပြီးတော့အပိစကားပြောလာခဲ့တာလည်းဖြစ်ပါတယ်။ဆိုပြသစင်ရဲ့မိခင်ဖြစ်သူဒေါ်မာလာခင်ကအိမ်မရေးချားရှိပြီးတော့စိတ်ထားလေးလဲလာတဲ့သမီးဖြစ်သူဆိုပြသစင်အတွက်ဝေဖန်တဲ့သူတွေပြောကြတဲ့ရုပ်ပိုင်းဆိုင်ရာတွေကိုစိတ်မဝင်စားဘူးလို့ပြန်လည်ထောက်ပြသွားတာလည်းဖြစ်ပါတယ်။